မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာနရေဒီယို NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံမြင့်ပေးနေပါပြီမင်္ဂလာနံနက်ခင်းပါရှင်ရေဒီယို NUG ကိုနားဆင်နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတပါဝါဘေးဆရာနာ ရှင်ဘေးရောကနေကြေဝေးပြီးကိုစိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ ရေဒီယိုအန်ယူဂျီအဖွဲ့သားများကစူတောင်းမြစ်တာပို့သားလိုက်ပါတယ်။ဒီကနေ့အော်တိုဘာလ22ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပြတော့မှာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းကောက်နှုတ်ချက်ကိုမင်းယူမှဖတ်ကြားတင်ပြမှာဖြစ်ပါတယ်ရှင်။ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ။အခုချိန်ကစပြီး2025ခုနှစ် အော်တိုဘာလ22ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းစီရင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရင်သတင်းနေဖြင့်ဝါရဟိုင်းရွာမှာတက်ဆွဲထားတဲ့စစ်တပ်စစ်ခွာထောင်ထားခဲ့တဲ့မိုင်းများနဲ့ဖျက်ဆီးခဲ့မှုများကိုရေဘလူးအဖွဲ့ဝင်ရောက်ရှင်းလင်းစစ်ကော်မရှင်ရုံးမိုင်းဆိုင်ရာတာဝန်ထမ်းဆောင်သူတပ်သားတအုပ်ကိုဖမ်းဆီးရမိတဲ့သတင်းကိုတင်ပြပေးပါမယ်မွန်ပြည်နယ်ရေးမြို့နယ် ဝရဟန်းကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ဆုတ်ခွာသွားခဲ့ပြီးထောင်ထားခဲ့တဲ့ မိုင်းများနဲ့ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ရေးဘလူးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းစစ်ကော်မရှင်ရဲ့ခမရ998ခမရ983တပ်ရင်းတွေနဲ့ DKPA ပူးပေါင်းအဖွဲ့တို့ကဝရဟန်းကြီးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်ကပြည်သူ30ကျော်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။၎င်းစစ်ကြောင်းကို ရေဘလူးတပ်ဖွဲ့ကလိုက်လံပိတ်ဆို့ထားခဲ့တာကြောင့်စစ်ကြောင်းတစ်ခုလုံးရှေ့မတိုးနိုင်ဘဲပြန်လည်ဆုတ်ခွာသွားခဲ့တာလို့ဆိုပါတယ်။စစ်ကော်မရှင်တပ်ဆုတ်ခွာပြီးနောက်အော်တိုဝါလာ20ရက်နေ့မှာကျေးရွာအတွင်း၎င်းတို့ထောင်ထားခဲ့တဲ့မိုင်းများနဲ့လိုက်လံဖျက်ဆီးထားခဲ့တဲ့နေရာတွေကိုရေဘလူးတပ်ရင်းမှရဲဘော်များကဝင်ရောက်ရှင်းလင်းပေးခဲ့တယ်လို့သိရပါတယ်။စစ်ကော်မရှင်စစ်ကြောင်းကဖျက်ဆီးခဲ့မှုကြောင့်ဝါရဟိုင်းကျေးရွာစာတင်ကြောင်းအပါအဝင်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဖော်ပြထားပြီး ဖမ်းဆီးခံရတဲ့ပြည်သူများကတော့ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ဆိုပါတယ်။ထို့အပြင်အော်တိုဘာလ20ရက်နေ့မှာပဲရေးမြို့နယ်အာယူတောင်ချေးရွာပြည်သူစစ်ခေါင်းဆောင်လင်းဦးရဲ့လက်အောက်ခံတပ်တွင်ရုံမိုင်းဆိုင်ရာတာဝန်ထမ်းဆောင်တဲ့စစ်ကော်မရှင်တပ်သားမောင်မျိုးစော်ဆိုသူကိုရေးဘလူးတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ဒုတိယသတင်းအနေဖြင့်တောင်သာနှင့်နထိုးကြီးမြို့နယ်များတွင် စစ်တပ်ဤလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ6ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။အော်တိုဘားလ19ရက်နေ့မွန်းလွဲ3:45မိနစ်ခန့်တွင်တောင်သာမြို့နယ်ရုံးမင်ဖုန်ကြီးကျောင်းအနီးကိုစစ်တပ်က Jet Fighter ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာကလင်းငယ်တဦးကိုပွေ့ချီထွက်ပြေးသည့်မိခင်တဦးနှင့်အမျိုးသားတဦးသေဆုံးခဲ့ကြောင်းဒေသသတင်းများအရသိရပါသည်။အဆိုပါတိုက်ခိုက်မှုကြောင့်နောက်ထပ်2ဦးဒဏ်ရာရရှိခဲ့ကာနေအိမ်များပျက်စီးခဲ့တယ်လို့သိရပါသည်။အလားတူအော်တိုဘားလ19ရက်နနက်6:00ခန့်တွင် နထိုးကြီးမြို့နယ်ပဲချက်ကျေးရွာကိုစစ်တပ်က၁၁လေးဒီ၃စီဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာဥကျော်နိုင်၅၅နှစ်ဒေါခင်သန်းနု၅၅နှစ်ဥခင်မောင်ဝင်း၅၈နှစ်နှင့်ဒေါခင်တင့်၉၁နှစ်တို့သေဆုံးခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်မတ်ဂျူဂျူ၁၀နှစ်နှင့်ဒေါ်ရွှေဝါထွန်း၄၅နှစ်တို့အပြင်းထန်ဒဏ်ရာရရှိခဲ့ကာအင်ဂျီ၆လုံးထပ်မင်းနဲ့ပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကစိတ်ကျမ်းမာရေးနဲ့စိတ်လူမှုဆက်ဆံရေးအထောက်ပံ့သင်တန်းပြုလုပ်တဲ့တရင်ကိုတင်ပြပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကအခြေခံစိတ်ကျမ်းမာရေးနှင့်လူမှုဆက်ဆံရေးအထောက်ပံ့သင်တန်းကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျ။စုံမထင်းချုံနယ်မြေတနီယာမှာပြုလုပ်ခဲ့တဲ့အဆိုပါတင်တန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့တပ်မှုများတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။တင်တန်းကာလအတွင်းစိတ်ကျမ်းမာရေးအခြေခံဘုသူတများအချက်တဲကာလအတွင်းခန္ဓာကိုယ်ကတုံ့ပြန်ပုံများ အခြေခံစိတ်လူမှုဆက်ဆံရေးထောက်ပံ့ပေးခြင်းနည်းလမ်းများစိတ်ပိုင်းဆိုင်ရာပညာပေးခြင်း စိတ်ပိုင်းဆိုင်ရာကဏ္ဍဥပယုစုစောင့်ရှောက်ခြင်း PFA မိမိကိုယ်ကိုဂရုစိုက်စောင့်ရှောက်ခြင်း self care စတဲ့သင်ခန်းစာများကို theory and practical နဲ့တကွလေ့လာသင်ယူခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာယခုနောက်ဆုံးစီရင်တဲ့တွင်ဖြင့်လူစုလူဝေးရှိရာကိုစစ်ကောင်မရှင်ကပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်နေတာကြောင့်အလှူနဲ့မင်္ဂလာဆောင်ပွဲများပြုလုပ်ရာမှာဆင်ကျင်ကြဖို့ တပရင်ပအဖအတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။လူစုလူဝေးရှိတဲ့နေရာများကိုစစ်ကောင်မရှင်တပ်ကပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်နေတာကြောင့်ဘာသာရေးပွဲ အလှမင်္ဂလာဆောင်ပွဲများပြုလုပ်ရမှာဆင်ခြင်ကြဖို့တပရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတိပေးထားပါတယ်။ယခုကာလအပိုင်းအခြားအတွင်းစစ်ကောင်မရှင်တပ်ကပြည်သူလူထုအစုအဝေးများရှိတဲ့နေရာများကိုပြစ်မှတ်ထားပြီးပါရာမော်တာ၁၁လေးဒီဂျက်ဖိုက်တာများဖြင့်ဘုံသီးချခြင်း လေကြောင်းတိုက်ခိုက်ခြင်းများကိုအဆက်မပြတ်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ထို့ကြောင့်အလူမင်္ဂလာဆောင်နဲ့ဘာသာရေးပွဲများမှာဆိုင်းဝိုင်းအငိမ့်ဇက်ပွဲများထည့်သွင်းဖျော်ဖြေခြင်းမပြုလုပ်ကြဖို့မြို့နယ်ပအဖပကဖပလာဖာတို့နဲ့တဆန်ရာတာဝန်ရှိသူများရဲ့မျက်နှာစုံကြီးအစည်းအဝေးကအော်တိုဘားလာ၄ရက်နေမှာအတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။အဆိုပါထုတ်ပြန်ချက်အားမလိုက်နာဘဲဖောက်ဖြက်ကျူးလွန်ပါကကျူးလွန်သူရဲ့တာဝန်ဖြစ်ပြီး ိရောက်စွာရေးယူဆောင်ရွက်သွားမယ်လို့အတည်ပြုထားပြီးလေကြောင်းအန်ရဲ့အထူးကူဆိုက်ဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Cashel နဲ့ဗဒေဖိုးတို့ကပြပို့ထားတာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုအန်ယူဂျီရဲ့မနက်ခင်းအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်။အခုဆက်လက်ပြီးပြည်ရင်းသတင်းများကိုတော့မေဦးနိုင်မှ တင်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးတော့2025ခုနှစ်အော်တိုဘာလ21ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ဒီပါဝလီနေ့ဒူးနေ့မြတ်မှာဟိန္ဒူဘာသာဝင်များနဲ့မြန်မာလူထုငြိမ်းချမ်းမှုအတွက်စုမုံကောင်းများတောင်းပေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ် အော်တိုဘာလ20ရက်နေ့မှာကြာရောက်တဲ့ဒီပါဝလီသို့မဟုတ်ဒီဝါလီနေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကဟိန္ဒူဘာသာဝင်တို့ရဲ့ဒီကနေ့ကြာရောက်တဲ့ဒီပါဝလီနေ့ဒုနေ့မြတ်အခါသမယမှာပြည်တွင်းပြည်ပဟိန္ဒူဘာသာဝင်များအားလုံးနဲ့တကွမြန်မာလူထုတည့်ရလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းများရရှိလျက်ဘေးကင်းရန်ကွာလုံခြုံသာရာပြီးတော့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဆက်လက်လှမ်းချနိုင်ကြပါစေကြောင်းဆုတောင်းဂုဏ်ပြုခဲ့ပါသည်။ထို့အတူနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီပါဝလီပွဲတော်အခါသမယမှာကဘာတဝမ်းလုံးမှာရှိတဲ့ဟိန္ဒူဘာသာဝင်အပေါင်းကိုစိတ်နှဖျားကျမ်းမာကြပါစေကြောင်းစုမုံကောင်းတောင်းခဲ့ပါတယ်။အလားတူကာဝေးဝန်ကြီးဌာနကလည်းဟိန္ဒူဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာအလင်းရောင်များနဲ့ပျော်ရွှင်မှုများယူဆောင်လာပြီးမဲ့ဒီပါဝလီနေ့မှာကဘာအနှံ့အပြားမှာရှိကြတဲ့ဟိန္ဒူဘာသာဝင်ကြီးအကူမောင်နှမများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းတို့နဲ့ပြည့်စုံပြီးတော့မျှော်လင့်ချက်အသည့်အောင်မြင်မှုအသည့်များရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်းစုမုံကောင်းတောင်းပေးခဲ့ပါတယ်။ ဒီကနေ့ကြရောက်တဲ့တနင်္လာနေ့ဟာဟိန္ဒူဘာသာဝင်တို့အတွက်မွန်မြတ်တဲ့မင်္ဂလာနေ့ဒေဝါလီဒီပါဝလီနေ့ဖြစ်ပါတယ်။မေအလင်းတိုင်တွေလိုငြိမ်းချမ်းမှုနဲ့ဓမ္မအလင်းတွေအားလုံးအပေါ်ပြန့်နှံ့ပါစေ။အမောင်တွေပျောက်ကွယ်ပြီးတော့ဒီမိုကရေစီနိုင်ငံတော်အမြန်ဆုံးရရှိပါစေလို့ຫນွေဦးထီကလည်းစူတောင်းစကားပြောကြားခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့နဲ့ထိုင်းလွှတ်တော်အမတ်တွိဆုံစစ်တပ်ရဲ့အကန့်အသတ်ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိမတ်မပြုရန်တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာစစ်ကောင်စီကဒီဇင်ဘာလမှာကျင်းပမဲ့အကန့်အသတ်ရွေးကောက်ပွဲ limited election ဟာမြန်မာနိုင်ငံရဲ့အခြေအနေကိုပုံမှုဆိုးရွားစေနိုင်တဲ့အတွက်ကြောင့်နိုင်ငံတကာအတိုင်းဝိုင်းကအတိအမှတ်မပြုရန်ထိုင်းလွတ်တော်အမတ်ကန်နဝီဆူဆန်းကအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်လူသားချင်းစာနာထောက်ထားရေးနဲ့ BNDA ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ဦးဆောင်တဲ့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုစလဲအဖွဲ့နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်၎င်းရဲ့ Facebook စာမျက်နှာမှာတိုက်တွန်းထားပါတယ်ပြည်ထောင်စုဝန်ကြီးများပါဝင်တဲ့ CRPH ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံမှုမှာထိုင်းနိုင်ငံရဲ့ဥပဒေပြူရေးအာဏာအဖြစ်မြမအရေးမှာအပြုသဘောဆောင်တဲ့ဂျာဝင်ဆောင်ရွက်မှု constructive intervention ပြုလုပ်နိုင်မဲ့ဖြစ်နိုင်ခြင်းများကိုစွန့်နှိခဲ့တယ်လို့ဆိုထားပါတယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းမဖြစ်ပေါ်ပါကထိုင်းနိုင်ငံဟာမလွေးမရှောင်သာထိခိုက်မှုများနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်မျက်စိမိတ်နားပိတ်ထားမဲ့အစားပြဿနာများကိုနားထောင်ပြီးတော့ရေရှည်တည်တမ်းတဲ့အဖြေရှင်းနည်းများကိုရှာဖွေရန်စိတ်ဖွင့်ထားသင့်ပါတယ်လို့ကန်နဝီက၎င်းရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်၎င်းကထိုင်းနဲ့မြန်မာနှစ်နိုင်ငံပူးပေါင်းဖွံ့ဖြိုးရေးအတွက်အခွင့်အလမ်းများကိုလည်းဖန်တီးနိုင်မယ်လို့လည်းထည့်သွင်းရေးသားထားပါတယ် 那边妈妈阿姨个。 ထိုင်းနိုင်ငံရဲ့လုံခြုံရေးစီးပွားရေးနေဆက်ဒေသခံများရဲ့နေစဉ်ဘဝတို့ကိုထိခိုက်စေနိုင်ကြောင်းနေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီများပေးရခြင်းများဖြင့်ဒေါက်ခတဲ့များထိုင်းနိုင်ငံကိုအလုံးရင်းဖြင့်ဝင်ရောက်လာမှုကိုကာကွယ်နိုင်မှာဖြစ်ပြီးတော့ထိုင်းနဲ့မြန်မာနေဆက်ကိုအသုံးပြုလှုပ်ဆောင်နေတဲ့နိုင်ငံတကာရာဇဝတ်မှုများဖြစ်တဲ့ call center လိမ့်လည်မှုနဲ့ online ငွေလိမ့်လည်မှုများကိုဖြိုခွင်းရန်လဲလိုအပ်ကြောင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ကနဝီကထိုင်းနိုင်ငံအနေဖြင့်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက်ခိုင်မာတဲ့ယက်တီမှု ကိုအမြန်ဆုံးပြသရန်လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပြီးတော့ထူဆူးနှီးချက်များကို ထိုင်းလွှတ်တော်မှဆက်လက်တင်ပြရန်ကတိပြုခဲ့ပါရခင်ဗျာဆက်လက်ပြီးတော့ပုတ်ရန်မင်းကြီးလီယို14မြန်မာနိုင်ငံပဋိပက္ခအတွက်ငင်းချင်ရေးတောင်းဆိုတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်ဗာတီကန်မြို့တော်စိန့်ပီတာယဉ်ပြင်မှာ ပုတ်ရဟန်းမင်းကြီးလေယိုဆက်လေးကမြန်မာနိုင်ငံမှာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကင်ပဋိပက္ခတွေနဲ့အရက်ဘတ်လူထုကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေကိုဝန်နေကြောင်းအော်တိုဘာလ19ရက်နေ့ကမိန့်ကြားခဲ့ပါတယ်။အဆိုပါပဋိပက္ခတွေမှာလူထုတွေရုန်းကန်နေရတဲ့အခက်အခဲတွေမလုံခြုံမှုတွေဖြစ်ပေါ်နေတာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့တိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံကတည်င်းတွေကဝန်နေစရာကောင်းလွန်ပါတယ်။ လက်နက်ကိုင်ပြစ်ပကတွေဆက်ရှိနေပြီးတော့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေရှိနေပါတယ်။အရက်သားလူထုနဲ့အရက်သားအဆောက်အုံတွေပြစ်မှတ်ထားခံရပါတယ်။ရန်ဆမှုမလုံခြုံမှုနဲ့အခက်အခဲတွေကြောင့်ဒုက္ခရောက်နေတဲ့လူတွေနဲ့ကျွန်တော်ဝိညာဉ်ကြီးအရာနီးကပ်စွာရှိနေပါတယ်လို့ပုတ်ရဟမင်းကြီးကမိန့်ဆိုခဲ့ပါတယ်။ပုတ်ရဟမင်းကြီးလီယို၁၄ရဲ့ဒီထုတ်ဖော်ချက်ဟာပုတ်ရဟမင်း Frank Sick ရဲ့ မြန်မာခရီးစဉ်2018ခုနှစ်ကနောက်ပိုင်းဗာတီကန်ရဲ့မြန်မာပြည်ပကအပေါ် ပါဝင်မှုကိုဆက်လက်ပြသတဲ့အရာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးအပါအဝင် အလုတ်သမားအရေးလှုပ်ရှားသူအချို့ပြန်လည်လွတ်မြောက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးအပါအဝင်အလုတ်သမားအရေးလှုပ်ရှားသူများဟာအော်တိုဘာလ20ရက်နေ့ညနေ4နာရီခွဲအချိန်ခန့်မှာအင်းစိန်အချင်းထောင်မှပြန်လည်လွတ်မြောက်လာကြောင်း SDUM မှအသိပေးထုတ်ပြန်ထားပါတယ်။ဒုတိယသမရအမိန့်ဖြစ်လက်ရှိဆွဲဆိုထားတဲ့အမှုများအားလုံးကိုရုပ်သိမ်းကြောင်းဖက်ပြကြီးညာပြီးနေအိမ်ကိုပြန်လည်ရောက်ရှိကြောင်းတင်ရရှိပါတယ်။ပြန်လည်လွတ်မြောက်လာ ားသူများမှာဒေါ်မျိုးမျိုးအေးနဲ့အတူအခြားအလုသမားအရေးလှုပ်ရှားသူများဖြစ်တဲ့ကိုတက်နှင်းအောင်နဲ့မတက်ထားဆွေတို့လည်းပါဝင်ထားတယ်လို့သိရပါတယ်။နောက်ထပ်ကြန့်ရှိနေတဲ့ SDU မဝန်တန်း၉ဦးကိုအကျဉ်းထောင်ထဲမှာအသီးသီးဆက်လက်ထိန်းသိမ်းချုံနှောင်ခံရလျက်ရှိကြောင်းလည်းဖော်ပြထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့အင်းစိန်အချင်းထောင်မှာစစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားများအားကြိုတင်မဲပေးရန်ဖိအားပေး ငင်းဆန်သူများကိုထောင်တွင်းပြစ်ဒဏ်ဖြင့်ချိန်ချောက်တဲ့တရင်ကိုတင်ပြပေးပါမည်။ရန်ကုန်တိုင်းအင်းစိန်အချင်းထောင်မှာစစ်ကောင်စီကနိုင်ငံရေးအချင်းသားများနဲ့အခြားအချင်းသားများအားရွေးကောက်ပွဲအတွက်အကျိုးမဲပေးရန်ဖိအားပေးနေကြောင်းနိုင်ငံရေးအချင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP မှအတည်ပြုထုတ်ပြန်ထားပါသည်။ဂျူတင်မဲပေးရန်ငင်းဆန်ပါကတိုက်ပိတ်ခြင်းကဲ့သို့ထောင်တွင်းပြစ်ဒဏ်များချမှတ်မယ်လို့ချိန်ချောက်နေတယ်လို့သိရပါသည်။ တစ်ဖက်မှာစစ်ကောင်စီကငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေတယ်လို့ဆိုတော့လေစကိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးဖြင့်ပစ်ခတ်မှုနဲ့စစ်ကြောင်းထိုးမှုများဆက်လက်ကျူးလွန်နေရာအရသာပြည်သူ85ဦးကတီးဆုံးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ 6 Revolution Army ကဖွင့်လှစ်ခဲ့တဲ့စေပီကန်တစ်နှစ်အတွင်းပြင်ပလူနာ958ဦးကုသပေးနိုင်ခဲ့တဲ့တရင်ကိုတင်ပြပေးပါမယ်။6ဒေါ်လာရေးတက် CRA စေးဌာနကြီးမှဖွင့်လှစ်ခဲ့တဲ့ပြင်ပလူနာကြီးစေကန်းဟာအော်တိုဘာလ20ရက်နေ့မှာတစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အဆိုပါစေကန်းဟာတစ်နှစ်အတွင်းပြင်ပလူနာပေါင်း958ဦး၊မိုင်းနဲ့လက်နက်ကြီးထိလူနာ32ဦး၊မွေးလူနာ8ဦး ပိုးထီလူနာ2ဦးကိုကူတာပေးနိုင်ခဲ့တယ်လို့ဆိုပါရယ်ဒါအပြင်မိုဘိုင်းကလင်းနဲ့အနေဖြင့်ရွာပေါင်း22ရွာကိုလစဉ် ကွင်းစင်ကူးသားမှုများလည်းပြုလုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ CRE အနေဖြင့်ဆေးလှုပ်ရှားနေတဲ့ဒေသများမှာလူမှုဝန်ဆောင်မှုလုပ်ငန်းများကိုလည်းယခုလိုအစင်မပြတ်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေးထားပြီးတော့ဈေးပီကန်စတင်လည်ပတ်ချိန်မှစပြီးတော့ဒီကနေ့အထိနေမအားညမအားတာဝန်ထမ်းဆောင်ပေးခဲ့တဲ့ဆရာဆရာမများကိုလည်းလေးစားဂုဏ်ပြုကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ချင်းအမျိုးသားတက္ကသိုလ်က2026ပညာသင်နှစ်အတွက်မဟာဌာနအလိုက် တင်နန်းလျှောက်လွာခေါ်ယူတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ချင်းအမျိုးသားတက္ကသိုလ်က2026ပညာသင်နှစ်အတွက်သက်ဆိုင်ရာမဟာဌာနအသီးသီးအတွက်သတ်မှတ်ထားတဲ့အကြီးချင်းများနဲ့ကန့်ညီတဲ့တင်နန်းလျှောက်လွာများခေါ်ယူနေတယ်လို့ထုတ်ပြန်ထားပါရီ။2026ခုနှစ်ဇန်နဝါရီလပထမပတ်မှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပြီးတော့လျှောက်လွာများကိုနိုဝင်ဘာလ30ရက်နေ့နောက်ဆုံးထားပြီးတော့ personal statement လိုအပ်တဲ့အထောက်အထားမိတ္တူများနဲ့အတူပူးတွဲတင်သွင်းရမယ်လို့ဆိုပါရီ။ ပနာမရွေးချယ်ခံရသူများဟာဝင်ကင်းစာမွေးပွဲဖြေဆိုရမှာဖြစ်ပြီးတော့အောင်မြင်သူများကိုသာတက်ရောက်ခွင့်ပြုမယ်လို့သိရပါတယ်။အချိန်မီမရောက်လာတဲ့ရှောက်လွာများနဲ့အချက်လက်မပြည့်စုံတဲ့ရှောက်လွာများကိုထယ်သွင်းစဉ်းစားမှာမဟုတ်ဘဲနဲ့ပညာရေးအဖွဲ့ချင်းအမျိုးသားတက္ကသိုလ်ရဲ့ဆုံးဖြတ်ချက်သာအတည်ဖြစ်တယ်လို့အတည်ပြထားပါတယ်။ခေါ်ယူသွားမယ့်သင်တန်းအမျိုးသားများဟာလုပ်ငန်းခွင်ပညာရေးဒီပလိုမာသင်တန်းနှစ်နှစ်ဘွဲကျူပညာရေးဒီပလိုမာသင်တန်းနှစ်နှစ် ွဲလွန်ပညာရေးဒီပလိုမာသင်တန်း2နှစ်ဥပဒေပညာ4နှစ်မြို့ပြအင်ဂျင်နီယာ2နှစ်လျှက်စီအင်ဂျင်နီယာ2နှစ်တို့ဖြစ်ပါတယ်။လျှောက်လွှာများကိုတက်ဆိုင်ရာမြို့နယ်ဒေသပညာရေးဌာနသို့မဟုတ် Ministry of Education Government of Chinland ရဲ့ Facebook page တို့မှာ Google link တောင်းယူနိုင်ပြီးတော့ chin national university @gmail.com သို့ပေးပို့လျှောက်ထားရမယ်လို့သိရပါတယ်။သက်ဆိုင်ရာသင်တန်းအလိုက်အချင်းသတ်မှတ်ချက်များကို Ministry of Education Government of Chinland ရဲ့ Facebook page page မှာဝင်ရောက်ကြည့်ရှုနိုင်ပြီးတော့တင်နန်းကြီးစာရွက်စာတန်းကြီးမပါလစဉ်ကြက်နှစ်သိန်းသတ်မှတ်ထားတယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio UNG သတင်းတောက်ခါရှင်းနဲ့ပရေပူတို့ကပြပို့ထားတာဖြစ်ပါတယ်ခင်ဗျာထို့အတူချီတန်း SCF ပြည်သူတို့အခုပြောမယ့်အကြောင်းအရာကစာကစားဘောမတွေကိုစိုးရင်ထိတ်လန့်စေပြီးကျွန်တော်တို့ရဲ့အမှန်တရားချင့်မြတ်နိုးတဲ့ပြည်သူများအတွက်တော့အားတက်စရာဖြစ်ပါလိမ့်မယ် SCF ဆိုတာဘာလဲ SCF မှာဘာတွေလုပ်လို့ရလဲ Spring Crowd Fan SCF ဆိုတာလုံခြုံစိတ်ချယုံကြည်ရတဲ့ online အခြေပြုထောက်ပံ့ platform တစ်ခုဖြစ်ပါတယ်။ campaign တွေကိုတင်လို့ရတယ်၊ campaign တွေမှာကူလို့ရတယ်။ဘာလို့လုံခြုံစိတ်ချရတယ်လို့အားမခံနိုင်တာလဲဆိုတော့ ပြည်သူဘက်တော်သားမဲ့စစ်စစ်ဖြစ်တဲ့ new ban STV ကိုအဓိကငွေလွှဲစနစ်အဖြစ်နဲ့အသုံးပြုနိုင်မှာဖြစ်တာကြောင့်ပါ။ဒါကြောင့်စားကားစားရမတရားဘဏ်အကောင့်ပိတ်သိမ်းတာတွေကိုစိုးရင်စရာမလိုတော့ပဲ။တော်လိုင်းမှာအရေးကြီးတဲ့အုတ်တစ်ချက်တဲတပွင့်အနေနဲ့ကိုယ်တိုင်ပါဝင် ထောက်ဖို့ကူနိုင်တော့မှာဖြစ်ပါတယ် SCF မှာကမ်ပိန်းများစွာကိုတနေရာထဲမှာတေချာစစ်စစ်ပြီးစူးစီးပေးထားတဲ့အပြင်ကိုကိုချင်းရဲ့ကမ်ပိန်းလေးကိုတခြားလေးထိကြီးလိုက်ရုံနဲ့တင်ကမ်ပိန်းအကြောင်းအရာအသေးစိတ်နဲ့ငွေစည်းစိမ်းမဲ့အဖွဲ့အစည်းတွေကိုလွယ်ကူစွာမြင်နိုင်မှာဖြစ်ပါတယ်။အကောင်းဆုံးအချက်တစ်ခုအနေနဲ့ကတော့ကမ်ပိန်းတစ်ခုချင်းစီရဲ့ရရှိထောက်ပံ့ငွေပမာဏကိုအချိန်နဲ့တပြေးညီပွင့်လဲမြင့်သာမှုရှိစွာနဲ့ကိုယ်တိုင်ကြည့်ရှုနိုင်သိရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်စာကားစာရဲ့ပြည်သူအကြောင်းဆောင်အတူအကြောင်းလိန်နေတာမျိုးတွေကိုလည်းရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ပြီးတော့ certificate တွေကိုလည်း ဆောင်ဆိုင်နေကြမလို့တော့ပဲနဲ့ကိုယ်တိုင်စိတ်ကြိုက်နေမြေရေးပြီးတော့ download ယူနိုင်မှာဖြစ်ပါတယ်။ SCF အကောင့်ဖွင့်ရတာကလည်းအလွန်ကိုလွယ်ကူတဲ့အပြင်အကောင့်ထဲဝင်ပြီးထောက်ပို့ရင်ကိုယ်ကူထားတဲ့ပမာဏစုစုပေါင်းကိုတွက်ချက်နေကြမလို့ချက်ချင်းသိနိုင်မှာဖြစ်ပြီးတော့ဂွန်ပြူမတ်တန် certificate များကိုလည်းအချိန်မရွေးအလိုရှိတိုင်းပြန်လည် download ယူနိုင်တော့မှာပါ။ဒါကြောင့်ကိုယ်နဲ့ကိုယ်မျိုးဆက်တွေရဲ့အနာဂတ်ကိုစိတ်ဟနာရှင်စနစ်ဒုက္ခတွေကနေမြန်မြန်ကင်းဝေးစေချင်ပြီဆိုရင်တော့အခုပဲ ဖုန်းကိုယူ Facebook မှာ Spring Crop Fan တွေဦးလူလူရံမုံတွေလို့ရိုက်ရှာပြီးအချက်လက်အသေးစိတ်ကိုရှာဖွေပါဝင်လိုက်ပါလို့တိုက်တွန်းပါတယ် SCF မှာထောက်ဖို့ကိုပြီးရောင်နေလေးရတဲ့စီကိုအတူတူအချိန်မြင့်ချိန်တက်ကြရအောင်ဗီဒီယိုအညီကြီးရဲ့မနေ့ကအစီအစဉ်တွေကိုနားဆင်နေရတာဖြစ်ပါတယ်အခုတစ်ခါမှာတော့တော်လန်ရေးကြပါကိုနားဆင်ရမှာဖြစ်ပါတယ်မင်းညိုရေးသားထားတဲ့ အုံလက်နွားလေးကြံခဲ့တယ်လို့အမိရတဲ့တော်လန်ရေးကဗျာကိုရန်နိုင်ကခန်းစားတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်။အုံလက်နွားလေးကြံခဲ့တယ်။ညအိယာဝင်တိုင်းမိမိရွတ်ပြတဲ့တပြေသေးကောက်ကဗျာတပုတ်တားခုထိမမေသေးဘူးမိမိ။အဲ့ဒီကဗျာလေးတွေက အုံလက်နွားလေးတားစီးကျင်ခဲ့တယ်မိမိ။ဖေဖေက အုံးလက်ကိုင်းတကိုင်းကိုခုတ်အုံးလက်နွားကလေးလှုပ်ပေးခဲ့တယ်ပေါ့မမီတားတို့တငယ်ချင်းတွေဖုံလုံးတွေတလိမ့်လိမ့်နဲ့ရွာလန်းလေးရဲ့ဟိုထိတ်တီထိတ်အုံးလက်နွားလေးတွေစီးကြီးလို့ပျော်ခဲ့ကြတယ်မမီခုတော့တားတို့ရွာလေးအဝေးကနေငေးလို့အိမ်ကိုပြန်ကျင်လာပြီမမီပြပြမမလည်းမမီတားတို့အုံးလက်နွားလေးလူကျင်တယ်တားစီးနေတဲ့အုံးလက်နွားလေးရွာနဘေးမှာ ကြာကြံခဲ့တယ်မမီ ားတို့တငယ်ချင်းတွေရောအုံးလက်နွားလေးပါကြရဲ့လားတားသိကျင်လိုက်တာမေမေကောင်းငယ်မှာလင်းရင်ပြန်နေဖြတ်သွားတိုင်းမမနဲ့ကိုကိုတို့ကတားလက်ကလေးကိုဇွဲပြီးဝေးလို့ဩလက်တွေပြတတ်တာလောက်ခါ အပျော်ကြီးပျော်ကြတားစိတ်တဲ့အဲ့ဒီတုန်းကအပျော်ကြီးပျော်ခဲ့တာပေါ့မေမေခုလင်းမြန်ကြီးတွေလာတော့တားတို့တွေဘာလို့များပြေးပုန်းနေကြတာလဲတားတို့လက်ပြနေတာကိုသူတို့မသိကြဘူးလားမေမေ ားတို့အိမ်လေးရှိသေးရဲ့လားသားတို့ရွာလေးရှိသေးရဲ့လားသားတငယ်ချင်းတွေရှိသေးရဲ့လားသားတို့တက်မဲ့စာသင်ကျောင်းလေးရော ရှိသေးရဲ့လားသားကြကြံခဲ့တဲ့အုံးလန်နွားလေးရော ရှိမှရှိသေးရဲ့လားမမေမမေသားလင်းမြန်ကြီးတွေကိုတိတ်မုန်းတာပဲသူတို့အတန်ကြာတိုင်းသားတိတ်ကြောက်တယ်သူတို့ကြောင့်သားတို့ထမင်းငတ်တယ်ရင်ငတ်တယ်မကစားရတဲ့ရက်တွေကြာခဲ့ပြီမမေဖေဖေမမလည်းမမေ ဖဖေကိုမြန်ခေါ်ပေးပါတားကြကြံခဲ့တဲ့အုံးလန့်နွားလေးယူခိုင်းပေးပါမမေတားရဲ့အုံးလန့်နွားလေးရွာဦးထိတ်မှကြကြံခဲ့တယ်မမေနှွေညူဗီဒီယိုအညီကြီးရဲ့မနက်ခင်းအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ် အခုတခါမှာတော့တော်လန်ရေးအစီတပုတ်ကိုနားဆင်ရဖို့ရှိပါတယ်။ခေါင်းကြီးရေးသားထားတဲ့ငင်းချမ်းရေးပန်းကင်းလို့အမည်ရတဲ့တော်လန်အစီကိုတော့ရန်နိုင်က ဖက်ကြားတင်ပြပြတော့မှာဖြစ်ပါရဲ့ရှင်။ငင်းချမ်းရေးပန်းကင်းကဘာမီဘောတလွားအာဃာတရားတွေကြီးမားစွာနဲ့စေတနာအမြောင်များ ရှိနေကြတဲ့အချိန် အသက်အိုးအိမ်စီးစိမ်တွေတစားကန်ထားပြီးနိုင်ငံရေးကစားစစ်မှတ်တွေဖြစ်ပွားလို့မယံမနဆက်သွားနေတဲ့သူတွေကသွားလူအသက်တွေကိုငဲ့ညာမေတ္တာဂိယုနာထားလို့နာကျင်နာတွေဖြောက်တထောက်နားတဲ့သူတွေကနာနိုင်ငံအချင်းချင်းကြားမှာကိုချင်းစာတရားများနဲ့ကြားဝင်ဖြန်ဖြေးရေးစကားတွေပြောနေကြတယ်ငင်းချင်းသမအစ်စ်မန်းတွေငင်းချင်းကြီးလှုပ်ရှားအမိခံတွေ ရင်းချမ်းရေးနိုဘယ်ဆုနှုံးဆန်တွေနဲ့ဆူညံပွက်လို့ရိုက်နေတဲ့အခိုက်အတန့်မှာငါတို့ပြည်မြန်မာအတွင်းမှာတော့ဝါလာကင်းလို့သတင်းကြော့ကာလာဆိုပေမဲ့မိုးတွေလေတွေကြားကအရှင်းမလွတ်ကင်းနိုင်တယ်လို့မျိုးကိုဂျိုးရှာစစ်အာဏာရှင်ဖက်စစ်မိဆာများရဲ့အဆက်သိခါတပြားသာမှမရှိတဲ့မတရားနှိပ်စက်မှုတွေအောက်ကျွန်းတပေါက်ဘဝကလွတ်မြောက်ရေးလမ်းစာတွေရှာဖွေဖက်တွယ်ရင်း ကြောက်မက်ဖွယ်ရာစစ်တလင်းတွေကြားထဲမှာဇွတ်အတင်းချင်းချောင်းနေတဲ့အခင်းချင်းတွေနဲ့ငိန်ချန်ရီပန်းခင်ဆိုတာကိုလှမ်းကြည့်လိုက်တော့စိတ်ကောင်းချိတ်ပြီးခွေးသားရောင်းနေကြတယ်ဆိုတဲ့သူတွေငါနဲ့ငါသာနှိုင်းเสียငါသာလင်းအရှင်သခင်လို့မှတ်ထင်နေကြတဲ့သူတွေပြည်ပအာကိုပစိန်ယိုးတခိုးကလူပြန်ဟစ်နေတဲ့သူတွေဂရိတွေအခါကာဖြတ်လုံးဝအရှက်မရှိလွန်းတဲ့သူတွေ သွေးစွန်းတဲ့လက်တွေနဲ့ဂျိုးပြူငှက်လွှတ်ချင်းနေတဲ့သူတွေတန်လွင်ကက်ကိုကိုင်းရက်ဆက်မှုချင်းပြိုင်နေကြတဲ့သူတွေချိန်ခါကိုလိုက်မျက်နှာပြောင်တိုက်လို့အချောင်နှိုက်ချင်ကြတဲ့သူတွေခွေးတို့ပေါက်ကဝင်ဖို့ကြံမူရင်းတရေမမှန်တဲ့သူတွေဘေးရာယူကြွေးရာစားအဖြူရောင်နိုင်ငံရေးသမားဆိုတဲ့သူတွေငါးစကားနွားရမစားရဝါကမန်းယုံနှဲစကားတွေပြောနေကြတဲ့ငြိမ်ချမ်းရေးပွဲစားတွေ မိစားတစ်ဖက်ရေမုတ်တစ်ဖက်ခွာချက်နေတဲ့ဂျားနေလူတန်းစားတွေအသက်ကြီးပြီးအချိန်မစီးမောဟကြီးလို့နဲ့အတ္တသမားသက်ကြားဦးတွေအချောင်ခိုညာစာတောကြောင်ဘာတွေနဲ့လက်ဝေကန်စားဖားတွေစသည့်အဖြစ် AI နည်းပညာအသစ်များနဲ့ဖြစ်ညှင့်ဖန်ဆင်းထားသလိုမျိုးပလတ်စတစ်ပန်းများထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ငိမ့်ချင်ပန်းကင်းအတုအယောင်ကိုပဲမျက်နာပြောင်ပြောင်နဲ့လူတကာကိုလှည့်စား ထင်ထင်ရှားရှားသတိထားမိလိုက်တာမို့ဒီကာလအပိုင်းအခြားလေးတွေမှာဓမ္မအမှန်တရားနဲ့အလန့်ဝေးနေသေးပေမဲ့ငြိမ်းချမ်းရေးစကားတွေအပြောကျင်ဆုံးဖြစ်နေကြမှာတေးကြတဲ့လေရင်တန်းဘုံကျဲတန်တွေကြားကတနာစပွဲမိခင်တဲ့ကလေးငယ်တွေအနာဂတ်တွေပြောက်ကြောက်ကပန်းနဲ့ထဲတဝဲလေလေရောက်နေရတဲ့လူငယ်လူရွယ်တွေအရှားရပြတ်တော့နေဝင်ချိန်မှာအာကုံယုံနေရတဲ့ မိဘပိုးပွားတွေအဆရှိတဲ့ရေစာပင်ငါတို့တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ကက်ကြီးသုံးပါးနဲ့အလွန်ဒုက္ခများနေရှာတဲ့အခြေအနေရင်နဲ့မမျှနာကျင်မွန်းကျက်နေရတဲ့စိတ်ခံစားချက်တွေနဲ့ကူရမဲ့ကဲရမဲ့ငိုကြွေးမီတန်းနေကြတဲ့အတန်တွေကိုကဘာမီအနှံ့ကကြားနိုင်မြင်နိုင်သတိမူနိုင်ကြပြီးဖြူနီပြာဝါရောင်စုံအလှလွေးပြိုင် သင်းပြန့်မှွေးကြိုင်နေကြတဲ့ တကယ်တစ္ဆာမြတ်တာ ပန်းကင်စစ်စစ်တွေအပြည့်နဲ့ငင်းချင်ရင်ပန်းခင်အစစ်ကို မဖြစ်မနေဂျိုးပန်းထူတောင်းမော်ကြွားနိုင်ကြဘူးညနဲ့သကောင်းကိုကြောရောင်းနေတွေပေါ်ထွန်းလာတဲ့အထိညီနောင်သွေးချင်းတွေရဲ့စီးလုံးညီညွတ်မှုစွမ်းအားပြလို့ဘယ်တော့မှဥမညွန့်စရန်လက်မမြောက်ဒူးမထောက်ပဲ Federal Democracy ပန်းနိုင်အရောက်ငါတို့တွေဆက်ပြီးရှောက်လန်းကြစို့ကောင်းကြီး ဗီဒီယိုအညီကြီးရဲ့မနက်ခင်းအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးအစီအစဉ်အနေနဲ့တော်လန်ရေးတိဂီတာမှာတော့ The Fingers အဖွဲ့သီဆိုထားတဲ့ Note Law လို့အမည်ရတဲ့တော်လန်ရေးတိဂီတာကိုနားဆင်ရမှာဖြစ်ပါတယ်ရှင် ီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ်။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါလေ။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအားပေးကြရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်